စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့မန္တလေးတိုင်းကြောက်ဆယ်မြို့မှာငလင်တန်းကြောင့်ရွှေသားလျောင်းတောင်ပေါ်ကကြောက်တက်တာလို့လူသိများတဲ့ကြောက်တုံးကြီးပြုတ်ကျလာနိုင်လို့ရွှေသားလျောင်းတောင်အောက်ခြေနေတဝိုင်နေထိုင်သူတွေပြောင်းရွှေ့ဖို့တတိပေးနေပါတယ်ကြောက်တုံးကြီးပြုတ်ကျလာနိုင်ခြေက90ရာခိုင်နှုန်းရှိတာကြောင့် တောင်အောက်ခြေကအေရိယာကိုအန်ဒီယေဆုံဖြစ်တတ်မှတ်လိုက်ပြီးအ мян ဆုံးပြောင်းရွှေ့ကြဖို့စစ်ကောင်စီလက်အောက်ခံကြောက်ဆယ်မျိုးထွေအုံယုံကမနေ့ကဧပြီ3ရက်နေ့မှာအတန်ချဲဆက်နဲ့လိုက်ပြီးတော့သတိပေးခဲ့ပါတယ်အန်ဒီယေဆုံတတ်မှတ်ဧရိယာတွေကတော့အရှိဘတ်ရွှေတာလျောင်းတောင်အနောက်ဘတ်မင်းရဲမြောင်တောင်ဘတ်မြို့မစေးတောင်ဘက်လန်မြောက်ဘတ်လေးမျက်နာဖရာမြောက်ဘတ်လန်တို့ဖြစ်ပါတယ်ပြီးတော့တတ်မှတ်ဧရိယာထဲမှာပါတဲ့စုကြီးရက်ွက်ကဒေသခံတွေကိုလည်းအ мян ထွက်ခွာဖို့သတိပေးနေပြီး ပြောင်းရွှေ့ဖို့အခက်အခဲရှိတဲ့အင်ထောင်စုတွေကကြောက်စဲမျိုးဝေဘူးကြောင့်ဓမယုံမှာလာနေလို့ရကြောင်းထွေဥကအကြေညာပါတယ်။အဲ့ဒီကြောက်တုံးကြီးကိုဖောက်ခွဲဖြက်စည်းဖို့စီစဉ်နေပြီးအန်တရကင်းရှင်းချိန်ကိုထပ်ပြီးကြေညာမယ်လို့အသိပေးထားပါတယ်။ကြောက်စဲမျိုးကလည်းငလင်ထန်အင့်ဒေတာဖြစ်ပြီးကြောက်စဲမျိုးမူချိုကြောင့်ပြိုကျပျက်စီးမှုမှာတဲ့ကလေးငယ်25ဦးအပါအဝင်29ဦးအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ရှင်။ စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားခွေတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြီးစံစတာတွေကိုမထိမကိုင်နေရမပြောင်းရွှေ့ကြပါနဲ့